င်တို့ဝတ္ထုရေးတဲ့အခါကျတော့ဝတ္ထုလေးတစ်ပုဒ်ရေးပြပါလေကျွန်တော်ချင်းချုံပြောပြီးညီကုန်းချုပ်ပါကျွန်တော်တို့ရွာမှာအပိုင်း၅ပိုင်းရှိပါတယ်ဇပိုင်းကညံကန်နဲ့ဇပိုင်းကစက်တန်းနဲ့ဆန်စက်တွေတန်းနေလို့စက်တန်းနဲ့ဇပိုင်းကဈေးပိုင်းနဲ့ဈေးကွက်ကွက်ကလေးပေါ့အမှန်ချမ်းသာကြတဲ့လူတွေဇပိုင်းကတော့ရွာသစ်တဲ့နည်းနည်းဝေးတဲ့အရာမှနောက်တို့ပေါ့ကျွန်တော်တို့ရက်ကွက်ကြတော့တထေးတန်းနဲ့တထေးတန်းဆိုလို့တထေးတွေမျက်စိတွေမမြင်လိုက်နဲ့ တကြီးကရွေ့ပေးတာအကုန်လုံးကကြွက်ထိုးစားမွေဖန့်စားတယ်မြေကြီးစားတယ်နွားစားရိတ်ပြီးဟိုကစားတယ်မိတဲ့ကြွက်ကိုကင်းပြီးစားတယ်ဘယ်ယောက်ကြားမှအင်ကြီးမပါဘူးမိမတိုင်းကရင်ရှားနေတကြီးကအမြင်ကလုံးလို့သထေးတန်းနဲ့ပြေးတာအဲ့ဒီပိုင်းငါးပိုင်းမှာတနေ့တော့ဆရာတော်ဘုရားကြီးကတကြီးခေါ်တယ်မင်းတို့စင်မြူကျုံးကဆလင်းကမကွေးက မင်းဘူးကဇက်တိမ်ဟရင်ဘယ်လောက်ပေးရတော့ပေးရပါဖေ။ပေးရတာပေါ့ဗျာဘာလို့ပေးနေမှာတော့ရရွာလဲမင်းတို့ဇက်ပွဲကြောင့်ခြေလှပြီခုရွာကခလေးတွေသွားကလာဘာသာစိတ်ကလေးမှဝင်အောင်ဘုဒ္ဓဝင်တဲ့အခန်းလေးတွေတခန်းစီတခန်းစီမင်းတို့ပိုင်းငါးပိုင်းငါးကန်းကခိုင်းရင်မကောင်းဘူးလားတကြီးရဲ့သူတို့လည်းဘာသာစိတ်ဝင်ရောငွေကုန်ကြေးကြလဲသက်သားရော တို့ရတဲ့ရွာသားများကလည်းဒီကလေးတွေကတာကြည်ရတော့ကြည်နူးကြရော ကလေးတွေလည်းကုသိုလ်ရရောမကောင်းဘူးလားကောင်းပါဗျာတကြီးကမောင်းထုတ်ပြီးလူစုအပိုင်းတစ်ပိုင်းလူကြီးနှစ်ယောက်လာရမယ်ဆိုတော့ညံကန်ကနှစ်ယောက်စက်တန်းကနှစ်ယောက်ဈေးပိုင်းကနှစ်ယောက်ရွာသစ်ကနှစ်ယောက်ကျွန်တော်သထေးတန်းကနှစ်ယောက်ဆယ်ယောက်နဲ့တကြီးနဲ့ဆရာတော်ကြီးကတော့ခဏလာမဲ့စွန်းသိမ့်ပွဲမှာဗုဒ္ဓဝင်တွေကအခန်းတစ်ခန်းကန်းကရမယ်လို့ အမိတ်ချက်မှတ်တော်မူတယ်ခမရတို့ကိုဆိုင်ကိုကိုငှားမယ်ကိုမင်းသမီးကိုရှာကိုဝတ်စားကိုရှာတရက်ကိုနိုင်ဝတ်စားအခန်းလေးတစ်ခန်းစီကားမယ်ဆိုတော့စက်လန်းကလည်းဝန်းသာတယ်ချမ်းသာတာကိုညာငံကလည်းလုပ်ပါမယ်သူကြီးဟာကောင်းတာပေါ့ဈေးပိုင်းကလည်းဟာလုပ်ပါမှာပေါ့ဗျာရွာသက်ကလည်း တကြီးမှတာဝန်ပေးရင်တော့ကလေးတွေလုတ်ခိုင်းရမှာပေါ့ဒီကပြန်ရင်ကလေးတွေစုပြီးတော့လုတ်ခိုင်းရမှာပေါ့ဗျာတထေးသန်းတထေးသန်းကမလှုပ်ဘူးစဲရတာကိုဘယ်လိုလုပ်မင်းသမီးငှားမလဲဘယ်လိုလုပ်မိတ်ကဖိုးအဝတ်စားဖို့ရှိမလဲဘယ်လိုမှဖြေပေးလို့မရတော့တကြီးရဲ့လေးပိုင်းပဲကပါစေကျွတ်ကျွတ်အပိုင်းကတော့ထားလိုက်ပါတော့ ကျွန်တော်ပိုင်းကဆင်းရဲလို့ဖိလက်လိုက်ပါကျွန်တော်တို့ပိုင်းကသကြီးဆင်းရဲပါတယ်ဆိုတော့သကြီးကဆရာတော်ကြီးစိတ်ဆိုးအောင်မလုပ်နဲ့အပိုင်း၅ပိုင်းစလုံးဖြစ်အောင်ကရမယ်ပေါ့စဉ်ညင်းနဲ့ပြန်လာကြနောက်တစ်ပတ်အစည်းအဝေးကြတော့ညံကန်ကကဲခင်ဗျားတို့ညံကန်ကဘာတွေလုပ်ပြီးပြုံးပွဲတော်ကနေပြီဗျာ ညာကလူကြီးကတကြီးဘုံမှာရေးလိုက်တော့ဘာလဲတော့သေရိဝဝဏိစရွဲကုံတဲ့စကျုပ်တို့ကမှကလေးတွေတိုက်နေကြပြီဟာကောင်းလိုက်ကြဟုတ်ပြီစက်တန်းကျုပ်တို့စက်တန်းကတော့မဟာဒုမဲမြတ်သပိတ်ပောက်ခန်းကကြလိမ့်မယ်တကြီးဘုံတော့တန်လီပါရင်းနဲ့ပျော်ပျော်ပါပါကြီးကလေးတွေတော်တော်ကိုကျူးကျူးဆာဆာလုံနေပါတော့တကြီးရေကောင်းလိုက်ကြဗျာတိုင်းဈေးပိုင်းကဟောပြောအောင်ဗျာ ဝိသံလျာမင်းကြီးပြည့်စရာစင်ပြူတော်လှူတဲ့အခန်းကိုတကယ်စင်ရုပ်ကြီးနဲ့ကျုပ်တို့ကဖို့လုပ်နေပြီဟာကောင်းလိုက်တာဒီပါသေးသူဝနာသာမမင်းသားသမင်ပေါင်း900နဲ့မိဘကိုတသိရှာပြီးလှုပ်ချွေးတဲ့အခန်းကျွန်တော်တို့ကမှာကောင်းလိုက်ကြဗျာစရင်ပြီးတော့တကြီးကပုပ်ပေါ်စာတင်တယ်ဉာဏ်ကံကသေရိဝဝါနိစ္စဇတ်စက်တန်းကမဟာတုမြတ်တပိတ်ဇတ် ဇေဘံယဝေဇံတရားဆင်ပြူတော်လူကံယောသက်ကသုဝနာတာမမိဘမြလှုပ်ကြွေးကံကဲတထေးလားကျွန်တော်ရက်ွက်ကလူချင်းနဲ့ခေါင်းပေါင်းဝဲပါတယ်အင်းကြီးမပါကျွန်တော်တို့ကတော့ဘာမှမစင်စားသေးပါဘူးတကြီးရဲ့ပတ်စံကလည်းမရှိပါဘူးခမရတို့ဟောက်ရထိတ်တုံးကိုကြည့်နောက်ပမာမှာစရင်မပေးနိုင်ထိတ်ဆုံးလာကြည့်သူများတွေတွေ့လာဟောက်ဒီမှာအကုန်ကပြီးတိုက်နေကြပြီး ။အများတို့အခုဘာမှမလုပ်ရသေးဘူးဆိုရင်ဒီမှာတေရအောင်သာကြံတော့ဟိုက်ထိတ်တုံးဆင်းညင်းနဲ့ပြန်လာ။ကျွန်တော်ရက်ကလူကြီးနှစ်ယောက်ဥကလာနဲ့ဥမကျော်အရက်ဆိုင်ဝင်အရက်လေးတယောက်တစ်ပိုင်းတော့မကျော်ကြီးဘယ်လိုလုပ်ကြမလဲငါတို့ဘိုင်းရတယ်ဆင်းရဲလိုက်ကြတာတီလန်တို့မင်းကလေးတွေရတယ်သူတို့တောင်ထမင်းအနိုင်နိုင်ဝတ်နေရတာဘယ်မိကလိမ့်နိုင်မှာတော့ဘယ်မင်းသမီးငှားနိုင်မှာတော့ဘယ်ပြီးဝိုင်းခေါ်နိုင်မှာတော့ အဲ့ဒါဘယ်လိုပြဿနာဘယ်လိုဘုရားဝင်နေရခန့်ငါတို့ကမှာတော့စဉ်းညင်းနေတဲ့အဲ့တပိုင်းစီလောက်တယောက်ကပြောတယ်နောက်နောက်ပတ်မှာကျွတ်တို့စဉ်းရင်မပေးနိုင်ထိတ်တုံးခက်ခံရလိမ့်မယ်နော်ခက်ခါမှခရွေမောင်ကပတ်တတ်နိုင်ဘူးနေအောင်ဒီလိုလုပ်ပါလားကျွတ်တို့ရွာကအဲ့ဆိုင်နဲ့အမြဲအရဲတောင့်တဲ့သာဓုံကြီးကျွတ်တို့ခိုင်းရင်မကောင်းဘူးလားဟာသာဓုံကသချင်းလောက်ဆိုတတ်တာပါကွာ မူးမူးနဲ့ဆူလာရှိတာပါတို့ဘဝိုင်းကလာလောက်ရှိတာပါဖြစ်ပါဘူး။ဩအကြံဉာဏ်တော့ရနိုင်တာပေါ့။ဒါတော့တောက်တဲ့ရက်ဆိုင်လူကြီးနှစ်ယောက်လိုက်သွား။ဒါတော့ရေဒါတော့ဗျ။အဘတို့မျက်နှာလေးပြက်လို့ပါလားပြက်ဆိုကွာ။ဆရာတော်ဘုရားကြီးကဗုဒ္ဓဝင်ထဲကပါတဲ့ဇတ်ဆုပ်တထုပ်စီကားမယ်ဆိုတော့ငါတို့အပိုင်းကဘယ်နဲ့လို့ကားမလို့ဟုတ်တာပေါ့ဗျ။ပတ်စံရှိမှဖြစ်တာခမ။အဲကျုပ်စီလာတဲ့ကိစ္စဘာတော့ မင်းပြန်ညာလေးမြပေးပါအောင်ကွာတို့ဘိုင်းကဘာလုပ်ရင်ကောင်းမလဲလို့ဟာဘာကြီးဟာအများတို့လာလွဲတာကဲရက်တပိုင်းမှာကောင်းပြောဟိုကဘာမှမသိသေးဘူးရက်တပိုင်းမှာပြီးသားတော့တိုက်ရသားတော့ကောင်းကုတ်ကျုပ်ကတရက်လောက်တော့ချိန်ပေးအောင်ဗျာတရက်လောက်ပဲယူပါကွာနောက်ပါဆိုရင်တို့စရင်ပေးရတော့မှစိတ်ချအခုဘယ်သူကဘာတွေကနေတော့ညံကန်ကတေရိဝဝန္ဒိသက ဇကနေတဲ့ဩရွယ်ကုံတဲ့ဇကစားပါစေစတန်းမဟာတုမြတ်သပိတ်မဲပေါက်ခန်းအောင်မလီသနာတယ်ဈေးပိုင်းဝေသံတရားကပြည့်စရာဆင်ပြူတော့လှူကန်းတယ်ဗျသာတော့ကလှူစမ်းပါစေဗျာရွာတက်ကသူဝနာတာမမင်းသားမိဘကိုသတိစုံသတိခုပြီးတမင်လေးတွေနဲ့မိဘဘယ်ဆိုင်သားညာဆိုင်သားနဲ့ထမ်းတဲ့ခန်းလေးချစ်စရာကောင်းအောင်ဆိုင်းတဲ့နဲ့တိုက်နေတဲ့ချင်းချင်းဟေး တို့ဘာမှမလုပ်ရသေးဘူးကျုပ်စဉ်းစားအောင်အေးကျုပ်ကိုတရက်လောက်ကိုချိန်ပေးကျုပ်ပြောထားတယ်မို့လားဒါတော့ပြန်သွားတယ်နောက်နေ့လေးလိုက်လက်ဆိုင်ပြန်ချိန်ရပြီဒီနေ့ကျုပ်ခေါင်းထဲမှာလင်းတစ်ချက်ပေါ်လာပြီးစရင်သွားပေးလိုက်တော့ဟာဒါတော့ပတ်စံမရှိဘူးနော်မင်းပြက်ဆက်ကအကြောင်းမဟုတ်ဘာလို့ပြောပါဦးရက်ကလည်းမရှိတော့ဘယ်လိုတိုက်မလို့မင်းဆက်ကလည်းပြောပါဦးစရင်သာပေးလိုက်ပါတော့ ဘယ်လိုသွားပြီးရမလို့နမိတ်ကြီးလေးရင်ဘုဒ္ဓဝင်လို့သွားပြီးလိုက်ဟာကြောက်စရာကွာဟုတ်မှာဟုတ်ရလားဒါတော့သွားပြီးလိုက်ဆမ်းပါရှင်းပြအောင်ဒီမဆက်ကဘယ်လိုတိုက်မှာတော့ဟာကျုပ်ကမင်းကြီးမင်းသားဝစားလေးတစုံသာငှားတခြားငှားပြီးပြီကျုပ်အဲ့ဒါလေးဝက်ပြီးလေးကောင်းနဲ့ကျုပ်ကထွက်အေးပြောဟာကျန်တာသူသေးလေးခင်ဗျပက်လက်လန်းနေရုံပဲလေး သူနာဒုက္ခလေးနဲ့ထောက်ထောက်ပြီးသွားနေုံပဲကျုပ်ကနမိတ်ကြီးလေးပါးမြင်နေစိတ်သက်သာမင်းသားဒီလိုလှမ်းကြည့်နေုံပဲအေးဟုတ်သားပဲနမိတ်ကြီးလေးပါးမြင်နေတဲ့မင်းသမီးပါလို့လားအေးမပါဘူးဖားစရာမလိုဘူးလေဟုတ်သားပဲကွာသူနာပက်လက်လန်လဲနေုံပါဗျာယဟန်ကရောဂရုံတုံးပြီးသင်္ကန်းပပိဋ္ဌမတ္တရနေုံပဲကျုပ်ကလှမ်းကြည့်ကားလက်ချုံမလေးကောင်းလိုက်သားကွာနောက်စီဝေကြ ျွန်တော်တို့ရွာကကျွန်တော်ပိုင်းဟာလူကြီးနှစ်ယောက်ခေါင်းပေါင်းပို့တော်မြင့်မြင့်ပေါင်းသွားလူကြီးပုပ်ပေါ်စည်ရင်တင်လိုက်တော့တကြီးအသိမယုံပြောနမိတ်ကြီးလေးဗုဒ္ဓဝင် ဟုတ်မှလည်းလုံတော့ဟဲ့ကောင်းနေတင်တယ်လက်ချစ်ဒီမှာနော်ထိတ်တုံးကြည့်ဟုတ်လည်းဟုတ်ပါလေနောက်လေသာတော်နဲ့ရက်ဆိုင်မှာတွေ့မင်း လူငယ်တွေကဘယ်မှာတော့လှမောင်ကသူ့အိုလုံးမရေဗျစာအေးကသူနာလုံးမရေကျုပ်ကနှီးပြီးပြီကျော်လာကသူသေးလုံးပြီဖိုးပေကရဟန်းလုံးမအေးဘယ်မှာတော့အဲ့ကောင်နေတက်ရအောင်မလေးဟာသူသေးသူနာသူ့ရဟန်းကတိုက်เสียလို့လားဒုက္ခလေးတွေထွက်လာရောမတယောက်ကပဲလည်းလာနေရောမတယောက်ကရဟန်းလုံးမတက်ရနေရောဘာတိုက်เสียလို့တော့အေးဟုတ်သားပဲသားပါတော့ကျွန်တော်ဒီကောင်ထုတ်ပါမယ် နောက်ဆုံးကျွန်တော်ရွာပွဲကမယ်စွန်စိန်ပွဲညကျော်ဆရာတော်ကြီးကဟောလို့ကြောင်းထိတ်ကဗရန်ဒါကနေကုန်းကိုမြုံပြုံပြုံကြီးနဲ့ဇက်စင်ကိုကြည့်တကြီးကအလားမလက်ဦးချီတော့ဒီခုချိန်ရစပြီညံခံရကသာတေရိဝဝါနိစရွဲကုန်တဲ့ဇက်နဲ့စတဲ့အခံဖြောပြပါလိမ့်မယ်ရှူစားတော်မူကြပါရှင်ဆိုတော့ကားလိုက်တင်လိုက်တော့တကယ်လည်းကောင်းပါလေရွဲကုန်တဲ့ဇက်ခလေးတွေနိုင်ဝတ်စာကပါ ီးတော့စက်တမ်းမဟာတုမြတ်သပိတ်ပေါက်ဒီမဲပေါက်ခန်းကလည်းကျက်တည်ရှိလိုက်တာဘုံတော့ကံလေးနဲ့ကကပြီးကျောင်းတော်ဇေရဝံကျောင်းတော်ကြီးသွားတဲ့ခန်းများတော်လိုက်တဲ့ခလေးနဲ့တော့ဆရာတော်ကြီးလည်းပြုံပြုံကြီးမိတ်ဇေဘိုင်းကဝဇန်လျာပြည့်စရာဆင်ပြူတော်လူကန်းကျောင်းတာပဲတကယ်ဆင်ပြူနဲ့ရေဆက်ချနေတဲ့ခန်းဒါနဲ့ကလည်းသုဝနာသာမဖေကြီးပဲဆိုင်းတန်းကမေအေညာဆိုင်းတန်းကထမ်းလို့သမင်လေးတွေနဲ့ မိကတံပရာမြစ်ကမ်းပါမှာသွားနေတာလေးကိုနောက်ကသချင်းလေးနဲ့သေဖို့လိုက်တာအမလေးတော်လိုက်တဲ့ခလေးလေးစကဲသပင်တွေကတောင်းသူတို့ငေးရမယ်ဖြစ်ပါလားနောက်ဆုံးကျွန်တော်ရက်ွက်ရောက်လာပြီခုချိန်ကစပြီးတချင်းရန်ရက်ွက်မှာအထူးတင်ဆက်သောနမိတ်ကြီးလေးရင်ဘုဒ္ဓဝံဇတ်တော်တင်ဆက်ပါလို့မရှင်ရှုစားတော်မူကြပါလိုက်ကမှတင်တော့ตาတော့ကလေးကောက်နဲ့ မင်းကြီးမင်းသားဝဆန်းနဲ့ထွက်လာနမကြီး၄ပါးတပါးမှစင်ပေါ်မှာမရှိဘူးဟိုကြည့်ကြည့်ကြည့်နဲ့နေပြီးချွတ်တိချွတ်ပေါက်တွေကြလိုက်တာချလိုက်တယ်တကြီးကချက်ချင်းပဲနမကြီး၄ပါးလုံးမဲ့၄ယောက်ရက်ကွက်ကလူကြီး၂ယောက်ကိုသာတုံးရထိတ်တုံးခတ်၄ယောက်ကိုတကြီးငါတိုင်မှာကျိုးနဲ့တုတ်ထားမျက်နှာပြည့်အောင်လုပ်တဲ့ကောင်ကြီးငါတန်တာမေးတယ်မင်းတို့ကတာတော့ မင်းတော့ကျိန်နဲ့ပါထထမင်းနောက်ဆရာမှတ်လို့သူများတွေလောက်ကဘလောက်ကောင်းတော့ဆရာတော်ကြီးကဘောကြည့်နေတာပဲကောင်းပါတော့ဟုတ်ကြည့်ကျုပ်ကကျုပ်တန်ဝန်ကြည့်တယ်လေမူကလည်းမူလို့သိတဲ့ထမင်းသားလုပ်တဲ့လူကကျုပ်ကတန်ဝန်ကြည့်တယ်လေကျုပ်မင်းကြီးမင်းသားကိုဆန်းတဲ့ဥယျံတော်ထွက်တယ်လေခမရနမိတ်ကြီးလေးပါတပါးမှမလာတာကျုပ်ကပဲတန့်နိုင်မလို့မင်းမပြောဘူးလားပြောသားပဲဒီကောင်ကြီးကလာမလို့လို့ပါလို့လို့လုံနေတာဟဲ့ကောင်လေးဗျာအဖမင်းတို့ဘာလို့မလား ဟာလှမောင်ကသူ့ကိုလုတဲ့ကောင်ကစပြောတကြီးရတယ်ဗျာအဘလည်းကျွန်တော်သူ့ကိုလုမယ်ဆိုတော့ကျွန်တော်ရည်စားသူ့ကိုမလုပါဘူးစင်ပေါ်မှာကြက်စီမရှိတာလုမယ်လို့သိတဲ့ထားမင်းသားလုပ်ရမယ်သိတဲ့ထားမင်းသားလုပ်ရမယ်ဆိုတော့ကျုပ်ကသွားညှိပါသေးတယ်တကြီးဟာအဘရတာဆုံးကဒါငါးဆတ်ထုတ်ငါဖဲမပေးနိုင်ဘူးပြောတယ်တန်ငါးဆတ်ထုတ်ဆိုတော့ကျုပ်တို့ကလည်းမလုပ်ချင်ဘူး။အဲဟုတ်ပြီ စာအေးမင်းအတုနာဘာလို့မလုပ်တာတော့အဖေကအဖေကပြောနေတယ်မင်းအသက်မှာငငယ်ရှိသေးတယ်ဘယ်နဲ့မဦးမချွတ်သူနာရဲ့လို့ကွယ်လုံးမဲ့တော့သိက္ခာမင်းသားလုံးပတ်စံဘလောက်ကြာတယ်လဲငါထဲမယ်သွားပြောအဲ့ဒါနဲ့ကျွန်တော်သွားကြည့်ပါတယ်ဘာရဲ့တာတုံးကဖယ်မပေးနိုင်ဘူးပြောနေတယ်ငါစားထုတ်ငါသိက္ခာတုတ်ချင်လို့မှငါထွင်ထားတာအေးဟုတ်ကောင်ကျော်လာမင်းကလူသေး ကျွန်တော်ပိုက်ကြီးကမင်းခွဲမဟုတ်မချွတ်လူသေးလောက်အောင်မယ်လို့ပဲလက်ကြီးလမ်းလမ်းမင်းဘသူမြင်မှာတော့တိတ်တထမင်းသားငါမြည်လုဆန်းကုံတလောက်ပတ်ဆံအမေပတ်ဆံတော့ချီထဲ့မယ်ကျွန်တော်သွားညိပါလေညှိတော့မရပါဘူးဖိုးပြေသင်္ကန်းလည်းငှားပြီးပါပြီတကြီးဟာအဖရကရုံးလည်းတုံးပြီးပါပြီဒါမဲ့အမေကမင်းရှင်းတောင်မပြပါသေးဘဲနဲ့ မဘူးမချုပ်သင်္ကန်းမဘူးသွားမပတ်လိုက်ပါနဲ့ငါသားရဲ့တကယ်ဝဲရတဲ့အခါကျမှဝက်ပါငါသားရဲ့နမိတ်ကြီးလေးပါးရဲ့ယဟန်းများသွားမလုတ်ပါနဲ့မင်းတိတ်တထမင်းသားလုတ်ရရင်လောက်ပါဆိုလို့ကျွန်တော်သွားညှိပါလေပြီးတော့လေသာတော့အညှိမခံဘူးပါရဲ့အေးအညှိမခံတောင်းတိုင်ကျုံးနေတော့ပြီးစရင်ကောင်းနေတယောက်သုံးချက်ဒီကောင်းနေတော့သုတ်ဆန်းစချိန်နဲ့တော့ စဉ်းစားကြည့်ပါကျွန်တော်တို့ကမှတကယ်ဖြစ်ခဲ့တဲ့ဖြစ်ပါလူတိုင်းကတိတ်တထဖြစ်ခြင်းပြဿနာကဘာပဲဖြစ်နေဖြစ်နေလူတိုင်းကတိတ်တထကလက်တစ်စက်တော့မခွာနိုင်ဘူးလူတိုင်းတိတ်တထဖြစ်ခြင်းနေတဲ့ဖြစ်ကြီးကိုကျွန်တော်သယော်တဲ့ဝတ္ထုပါကျွန်တော်တို့အားလုံးဒီညီကောင်ချုပ်ပါမယ်။ကြရခံကြရတောင်းက နိုင်ငံနဲ့လူမျိုးအတွက်ကျွန်တော်တို့လုံနိုင်ရပါလိမ့်မယ်ကျွန်တော်တို့အားလုံးကအရင်မူးနေတဲ့သာဒွန်းသိတ္တထမင်းသားနေရာကမခွာသလိုသူသူနာသူတွေဟားလို့မဲ့လက်မောင်ဆန်ဤကြော်လှဖိုးပေတော့ကလည်းသိတ္တထမင်းသားလှုပ်ချင်နေကြသလိုသိတ္တထမင်းသားနေရာပဲလူနေရင်နိုင်ငံရှေ့တက်ဖို့မရှိတော့ပါဘူး